အီရန်အမေရိကန်နျူကလ িয়ার အရေးဆွေးနွေးမှုအပြုသဘောဆောင်ခဲ့သည့်ဟုတ်ဆုံးအီရန်နျူကလ িয়ার အရေးနဲ့ပတ်သက်လို့အမေရိကန်နဲ့အီရန်အစိုးရကိုယ်စားလှယ်တွေကြားဆွေးနွေးမှုအဖွဲ့ရလတ်တွေကအပြုသဘောဆောင်ခဲ့တယ်လို့ The Guardian သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။အိုမန်နိုင်ငံမှာနှစ်ဖက်ကိုယ်စားလှယ်တွေတွေ့ဆုံမှုဟာအခုသတင်းပတ်ကုံမှာပြည်စည်းခဲ့ပေမယ့်လာမယ့်သတင်းပတ်ထဲမှာဒုတိယအကြော့ဆွေးနွေးမှုတွေအစားပြုသွားဖို့သဘောတူခဲ့ကြတယ်လို့သိရပါတယ်။အီရန်ရဲ့နျူကလ িয়ার နည်းပညာပိုင်းနဲ့ပတ်သက်လို့ ထိန်းသိမ်းစောင့်ကြည့်ဖို့ရည်ရွယ်ထားတဲ့အဲ့ဒီဆွေးနွေးပွဲရဲ့အဖွဲ့ရလတ်တွေဟာအပြုသဘောဆောင်ခဲ့တယ်လို့နှစ်ဖက်စလုံးကထုတ်ပြန်ထားပါတယ်။အခုလိုတားရိုက်ကြတဲ့ဆွေးနွေးမှုမျိုးဟာနောက်ဆက်တွင်ထိရောက်ကျေပြတဲ့သဘောတူညီမှုတစ်ခုတည်ဆောက်ရေးအတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့အမေရိကန်ကချီးကျူးခဲ့ပါတယ်။ အီရန်နျူကလ িয়ার ထိန်းချုပ်ရေးသဘောတူညီချက်ကိုအမေရိကန်သမ္မတဟောင်းဘာရက်အိုဘားမားလက်ထဲမှာညှိနှိုင်းသဘောတူညီမှုရရှိခဲ့ပြီးတခြားအင်အားကြီးနိုင်ငံတွေကလည်းဝိုင်းဝန်းအသိမှတ်ပြုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒါပေမဲ့ထရန့်ပထမသမ္မတသက်သက်အတော်တွင်းမှာတော့အမေရိကန်ဟာအဲ့ဒီသဘောတူညီမှုကနေလှောက်ထွက်ခဲ့တာဖြစ်ပါတယ်။နောက်ဖက်အစိုးရကိုယ်စားလှယ်တွေပထမအကြိမ်တွေ့ဆုံမှုဟာနှစ်နာရီခွဲလောက်တာကြာခဲ့ပြီးအနှစ်ချုပ်အကြောင်းအရာတွေကိုသာညှိနှိုင်းခဲ့ကြောင်းနောက်ဖက်ကျမှလေးစားမှုအပြည့်ရှိခဲ့ကြောင်း အီရန်ရောအမေရိကန်ဘက်ကပါပြောကြားထားပါတယ်အစည်းအဝေးမတိုင်ခင်မှာထရန့်ဟာတကယ်လို့အဆွေးနွေးမှုတွေအစင်မချောခဲ့ဘူးဆိုရင်အီရန်ဟာအမေရိကန်ရဲ့စစ်ရေးအရာရေးယူမှုတွေကြုံလာနိုင်တယ်ဆိုတာမျိုးချင်းချောက်ခဲ့ဘူးပဲမဲ့အီရန်ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်သူနိုင်ငံခြားရေးဝန်ကြီးအဘတ်အာရာဂျီကတော့အဖွဲ့သွေးဆောင်မှုဟာအပေါင်းလက္ခဏာဆန်တဲ့အပြည့်အစုံမျိုးဖြစ်ခဲ့ကြောင်းမှတ်ချက်ပေးပြောကြားသွားခဲ့ပါတယ် သူရဲ့စကားတွေအရာအမေရိကန်အစိုးရရဲ့အရှိလေပိုင်းဒေတာဆိုင်ရာ အထူးကိုယ်စားလှယ်စတေဘက်ကဥဆောင်တဲ့အမေရိကန်ကိုယ်စားလှယ်ဖွဲ့ဟာထရမ်ပြောဆိုချင်းချောက်ထားတာတွေကိုအခုဆွေးနွေးပွဲစီယူဆောင်မလာခဲ့ဘူးလို့ယူဆရပါတယ်ထရက်ကဆွေးနွေးပွဲသားမအောင်မြင်အီရန်ဟာတိတ်ကိုအနေကြီးမလိုက်မယ်လို့ပြောကြားထားပါတယ်ဆွေးနွေးမှုမှာနှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေဟာတီးခြားအခမ်းအနားမှာနေရာယူခဲ့ပြီးအိုမန်နိုင်ငံခြားရေးဝန်ကြီးဘတာဘင်ဟာမက်အယ်ဘူဆိုင်ဒီကံ နှစ်ဖက်ကြားမှာစကားသွာလာအထွက်တာဝန်ယူပေးခဲ့တာပါဒါပေမဲ့အဲ့ဒီနောက်မှာတော့ဝေကောနဲ့အော်ရချီတို့ဟာဘူဆိုင်တီရဲ့ရှေ့မှာမီနီပိုင်းလောင်လူချင်းတွေ့ပြီးစကားပြောဖြစ်ခဲ့ပါတယ်။အဲ့ဒီအကြောင်းအရာသေးစိတ်ကိုမကြေညာပေမဲ့အမေရိကန်ကုတ်စလဲအဖွဲ့ကတော့တင်းငယ်ပေမဲ့ထိရောက်ထင်ရှားတဲ့အဖွဲ့ခြေလမ်းမျိုးကိုညှုံးဆိုခဲ့ပါတယ်။ပြီးတော့အစီအွေမှာဓာတ်ပုံတွေလည်းမရိုက်ခဲ့ဘူးလို့သိရပါတယ်။ အရာချီကတော့အရေးကြီးဆုံးအဆုံးသက်ရလဟန်အားလုံးလက်ခံနိုင်မဲ့သဘောတူညီမှုတစ်ခုခုထွက်ပေါ်လာစေဖို့ဖြစ်တယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။